်လမ်းဘေးပေါ်လုံးကစားရင်းကြေးပြင်းခဲ့သူ သို့မဟုတ်ရွာတဲ့ကပတိန်ဘရူနိုဖာနန်ဒက်စ်ဘရူနိုဖာနန်ဒက်စ်ရဲ့နာမည်ရင်းကတော့ဘရူနိုမီဂဲဘော်ဂျက်စ်ဖာနန်ဒက်စ်ပဲဖြစ်ပါလိမ့်ဘရူနိုမီဂဲဘော်ဂျက်စ်ဖာနန်ဒက်စ်ကို1964ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာပေါ်တူဂီနိုင်ငံပေါ်တိုမြို့နဲ့နီးတဲ့မာယာဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့တာဖြစ်ပါလိမ့်ဘောလုံးဝါဒနာအိုးတယောက်ဖြစ်တဲ့သူ့အဖေနဲ့သူ့ကိုကြီးဖြစ်သူရီဂါဒိုနဲ့အတူလမ်းဘေးဘောလုံးကစားရေးကြီးပြင်းလာခဲ့သူတယောက်လည်းပဲဖြစ်ပါလိမ့် ဘရူနိုဟာငယ်စဉ်ကလေးကဘောလုံးနဲ့မကင်းခဲ့သူတယောက်လည်းပဲဖြစ်ပါလိမ့်။သူ့ဘေးကဘောဘစတာနဲ့မန်ချက်စတာနဲ့တဲ့အသင်းတို့ကိုအားပေးခဲ့သူတယောက်ဖြစ်ပြီးဘရူနိုကိုယ်တိုင်ကလည်းအဲ့ဒီနှစ်သင်းကိုပဲအားပေးဖြစ်ခဲ့ပါလိမ့်။သူ့ဘေးကအချိန်ကဘောလုံးသမားတယောက်ဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့တာကြောင့်ဘရူနိုကိုဘောလုံးသမားတယောက်ဖြစ်စေခြင်းခဲ့သူတယောက်လည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ runo ရဲ့မိဘတွေဟာသူ့ကိုဘောလုံးအတွက်ပေးအောင်မပေးဘဲနဲ့သူ့ရဲ့ဘဝကိုတူကိုယ်တိုင်ပဲရွေးချယ်ခွင့်ပေးအပ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဟိုငယ်စဉ်တုန်းက ဘရူနိုရဲ့နေရင်ဘေးမှာဘောလုံးကွင်းသေးသေးလေးတစ်ခုရှိပြီးသူနဲ့သူ့အကူကြီးဖြစ်သူရီဂါဒိုတို့ဟာအဲ့ဒီကွင်းမှာနိုင်ပေါင်းများစွာဘောလုံးကစားရင်းကုန်ဆုံးခဲ့ကြတာလည်းဖြစ်ပါလိမ့်ဘရူနိုဗရန်နက်စာသူ့ရဲ့အရင်းနာချင်းအခန်းတွေမှာအကူနဲ့အတူဘောလုံးကစားခဲ့ပြီးပရီဘောကလေးပျက်စီးခဲ့လို့သူ့အမေဆူတော်ကိုခံခဲ့ရသလိုရော်ခဲ့ပေါင်းလေးမနေခဲ့ပါဘူးအသက်ချင်းနဲ့အရွယ်မှာ investor အသင်းရဲ့လူငယ်ကယ်မီကိုဝင်ရောက်ခဲ့တာလည်းဖြစ်ပါလိမ့်အစားပိုင်းမှာနောက်ခံလူအဖြစ်ဈာခွင့်ရရှိခဲ့တာကြောင့် ူတိတ်တော့မပျော်ရွှင်ခဲ့ပါဘူး။သူကအမြဲတမ်းကိုးသွင်းခြင်းနဲ့သူတိုက်စစ်ဇောင်းခြင်းနဲ့ကလေးတယောက်ဖြစ်ရှိနေခဲ့သူတယောက်လည်းပဲဖြစ်ပါလိမ့်။အသက်၁၀နှစ်အရွယ်မှာဘော်ဂီရဲ့နာမည်ကြီးကလည်းဘော်ဝစ်စတာရဲ့လူငယ်ကလေးမျိုးကိုပြောင်းရွှေ့ဖြစ်ခဲ့ပါလိမ့်။အဲဒီမှာလဲဘရူနိုဖရန်နက်စာအစပိုင်းမှာပိုနောက်ခံလူအဖြစ်နဲ့ပဲကစားခွင့်ရရှိခဲ့ပါလိမ့်။ဒါပေမဲ့သူဟာတက်ဆစ်နေရာကိုပဲအမြဲစိတ်ဝင်စားခဲ့ပြီးလေကျင်ကန်စင်တန်တက်ဆစ်ပိုင်းကစားတက်ဖို့စူးစမ်းလေကျင်ခဲ့တာလည်းပဲဖြစ်ပါလိမ့် အသက်59နှစ်အရွယ်ရောက်မှလေးပြားတယောက်ကသူ့ရဲ့တန်းဆက်ပိုင်းအရေးအသွေးကိုသတိပြုမိပြီးတော့ကွင်းလယ်တန်းဆက်အဖြစ်ပြောင်းလဲကစားခွင့်ပေးခဲ့တာလည်းပဲဖြစ်ပါလေ။ရူနိုဖရန်နက်စ်ရဲ့အီတလီသို့ကံကြမ္မာလှည့်ပြောင်းရူနိုဖရန်နက်စ်အသက်59နှစ်အရွယ်မှာသူ့ရဲ့မိဘတွေအားအလုပ်ကံခွင့်လန်းပိုကောင်းတဲ့ဆွေဒရန်နိုင်ငံကိုပြောင်းရွှေ့ဖို့အတွက်စဉ်းစားခဲ့ကြတာလည်းပဲဖြစ်ပါလေ။ ဘရူနိုကိုလည်းအတူလိုက်ဖို့အတွက်တိုက်တွန်းပေးခဲ့ပေမဲ့ဘရူနိုကိုယ်တိုင်ကဆွေဒန်ဘောလုံးအစင်တန်းနေပါတာကြောင့်သူ့ရဲ့ဘောလုံးအိမ်မက်တွေအတူလိုက်ဖို့ငြင်းဆန်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။သူကမိုင်းယာမှာရှိတဲ့သူ့ရဲ့အတော်အိမ်မှာပဲနေပြီးဘောလုံးကိုပဲအာယုံစိုက်ဖို့ဆုံးဖြတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့မမျော်လင့်ပဲအီတလီကလည်းနိုဘရာကာစီယိုကလည်းကမ်းလှမ်းမှုတစ်ခုသူ့ကိုရောက်ရှိလာခဲ့ပါလိမ့်။ 2012ခုနှစ်မှာနိုဘရာကိုပြောင်းရွှေ့ခဲ့ပြီးဒါဟာသူ့ရဲ့ဘောလုံးသမားဘောအတွေ့အလှည့်ပြောင်းကြီးတစ်ခုဖြစ်လာစေခဲ့တော့တာပဲဖြစ်ပါလိမ့်။အီတလီနိုင်ငံနိုဘရာမြို့ကိုရောက်လာတဲ့အခါမှာသူဟာအီတလီစကားကိုတလုံးမှမတက်ဘဲတယောက်တည်းပဲရောက်ရှိလာခဲ့တာပါ။အစာပိုင်းမှာခက်ခဲတွေအများကြီးကြုံခဲ့ရပေမဲ့လည်းမန်နေဂျာနဲ့အသင်းတော်ရဲ့အကူအညီနဲ့အီတလီဘာသာစကားကိုလှင်မြန်စွာသင်ယူနိုင်ခဲ့ပြီးအသင်းနဲ့ပါပေါင်းဆက်မိသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ နဝရမလူငယ်အသင်းရဲ့ရက်အနှဲငယ်ပဲကစားခဲ့ရပြီးစီရီဘီကိုပထမအသင်းအတွက်ပါဝင်ကစားခွင့်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီလိုနဲ့ပဲအီတလီမှာဟူရီတီနဲ့ဆမ်ပလိုရီယာတို့လိုအသင်းတွေမှာဆက်လက်ကစားရင်းထိတ်တန်းစားမှတယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရိုနယ်ဒိုငယ်စဉ်ကလေးကရီမန်ချက်ကြီးမားပြီးတော့ဘောလုံးပေါ်မှာအမြင့်တဲ့ရိုးတုတ်သူတယောက်လည်းပဲဖြစ်ပါလိမ့်။သူ့ရဲ့ကြိုးစားမှု၊ဇွဲ၊လုံလဝရီးယားနဲ့အားထုတ်မှုတွေကြောင့်ရိုနယ်ဖရန်နက်စ်ကိုတဆင့်ပြီးတဆင့် မြင့်တက်စေခဲ့တယ်လို့ဆိုအပ်မှလည်းပဲဖြစ်ပါလိမ့်နရောဆက်ချောင်းရောဆက်ကွန်ဘောလုံးရာသီကိုဆမ်ဒိုရီးယားမှာအောင်မြင်စွာကုံဆုံးပြီးတဲ့နောက်ဥရောပထယ်ရန်ကလပ်တွေရဲ့စိတ်ဝင်စားမှုကိုစတင်ရရှိကြတာလည်းပဲဖြစ်ပါလိမ့်။နရောဆက်ကွန်နဲ့ဇူလန်လာ၂ရက်နေမှာဘော်ရီထယ်တန်ကလပ်စပိုနင်လက်စပွန်အသင်းကသူ့ကိုယူရို၉တန်းသန်းနဲ့ဝယ်ယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။စပိုနင်လက်စပွန်အသင်းနဲ့၅နှစ်အစာချုပ်ထုတ်ဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။စပိုနင်လက်စပွန်အသင်းမှာဘရူနိုရဲ့ဇာမာပေါ့ဟာတကယ်ကိုအထွတ်ထိပ် ရောက်ရှိသွားတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။သူဟာကွဲ့လယ်မှာဖဏိနိုင်စွမ်း၊ဂိုးသွင်းနိုင်စွမ်းနဲ့ကောင်းဆောင်နိုင်စွမ်းတွေကြောင့်အသင်းရဲ့ဒီကဇာမတက်ရောက်ဖြစ်လာစေခဲ့ပါတယ်။ Sporting Lisbon ထဲမှာပွဲစဉ်တိုင်းနီးပါးကိုအထူးခြေစွမ်းဖျောက်သွားခဲ့ပြီးပွဲစဉ်138ပွဲမှာ63ဂိုးအထိသွင်းယူပြီး92ဂိုးအထိဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဆိုရင်ကွဲ့လယ်ဇာမတက်ရောက်အတွက်တကယ်ကိုအန်ဟောစရာကောင်းတဲ့မှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ်။ နောက်စပေါ်ရင်လစ်ဘွန်အသင်းနဲ့ဒူပေါ်ရီလီဘလောက်ကို2018နဲ့2019မှာနှစ်ကြိမ်ပေါ်ရီဘလောက်ကို2019မှာတစ်ကြိမ်ရယူပေးနိုင်ခဲ့ပါလိမ့်။တဝင်းစုရင်းဆိုရင်လည်းပေါ်ရီလီရဲ့အကောင်းဆုံးဇာမားစုကို2018နဲ့2019မှာနှစ်နှစ်ဆက်လိုက်ရောင်းရှိကြတာလည်းဖြစ်ပါလိမ့်။ဒီလိုစုရင်းရောင်းရှိတာကသူ့ရဲ့ခြေစွမ်းဟာပေါ်ရီလီအတွက်အရန်ကိုအဆင့်မြင့်နေစွာကိုပြသနေတာလည်းဖြစ်ပါလိမ့်။ စပိုရင်းလစ်ဘွန်ဒီမှာပြောင်းလာခဲ့တဲ့အထူးခြားဆုံးခြေစွမ်းတွေကြောင့်ဘရူနိုဖရန်နက်စ်ဟာဥရောပရဲ့ထိပ်တန်းကလပ်တွေများစွာရဲ့ပြစ်မှတ်ထားခြင်းကိုခံခဲ့ရပါတယ်။ထို့သဖြင့်မန်ချက်စတာနဲ့တရားသင်္ကသူ့ကိုခေါ်ယူဖို့အပြင်းအထန်တိုးပမ်းခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါနောက်ဆောက်ကူနဲ့နေရာဒီအပြောင်းရွှေ့ကာလမှာတော့ဒေါ်တာစပါသင်းပါဝင်အခြားကလပ်တွေကလည်းကမ်းလှမ်းမှုတွေရရှိခဲ့ပေမဲ့စပိုရင်းလစ်ဘွန်ဒီကလိုချင်တဲ့အပြောင်းရွှေ့ခြေကိုမရရှိခဲ့တာကြောင့်အပြောင်းရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမဲ့ Runo Fernandez ဟာစိတ်ပြတ်အားငယ်ခြင်းမရှိဘဲ Sporting Lisbon အသင်းမှာပဲဆက်လက်ထည့်စွမ်းပြကစားခဲ့ရင်2019-20ရာသီရဲ့ပထမပိုင်းမှာဂိုးတွေအတွင်းဖန်နေမှုတွေပြုလုပ်နိုင်ခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။နောက်ဆုံးမှာတော့2020ဇန်နဝါရီ30ရက်နေ့မှာ Manchester United အသင်းက Runo Fernandez ကိုခေါ်ယူလိုက်နိုင်ခဲ့ပါလိမ့်။ကြောင်ချွေကတော့အရင်အချိန်ကပေါင်း58တန်းနဲ့ဇွန်ဆောင်ရီပေါ်မူတည်ပြီးတော့ပေါင်း68တန်းနဲ့ဘိုစုဒေးတွေပါဝင်ခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒီပြောင်းရွှေ့ကတော့ပေါ်ရီလေးကနေထွက်ခွာသွားတဲ့အစားမတစ်ယောက်အတွေ့ဒုတိယအများဆုံးရတဲ့ပြောင်းရွှေ့ခြင်းမှတ်တမ်းလေးပဲဖြစ်ခဲ့ပါလိမ့်ဒီလိုနဲ့ရူနိုဗရနက်ဆာသူ့ရဲ့ငယ်ဘဝကအားပေးခဲ့တဲ့မန်ချက်စတာနဲ့အသင်းကိုရောက်ရှိခဲ့ပြီးအင်္ဂလန်ပရီးမီးယားလိမှာသူ့ရဲ့ဘောလုံးခီးကိုဆက်လက်ရှောင်လန်းခဲ့တာလည်းပဲဖြစ်ပါလိမ့်သူရောက်ရှိပြီးတော့မန်ချက်စတာနဲ့အသင်းကလည်းတည်တည်သားသားကိုတိုးတက်လာခဲ့ပြီးသူတိုင်းကလည်းအသင်းရဲ့အဓိကကွင်းနဲ့ဇာမတစ်ယောက်နဲ့အသင်းကောင်းဆောင်တစ်ယောက်အဖြစ်ယက်တီနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့် မန်ချက်စတာနဲ့တယောက်တင်းကိုရောင်းချီခဲ့တဲ့အချိန်မှာသူ့ရဲ့ပထမဆုံးဂိုးကတော့2020ဖေဖော်ဝါရီ23ရက်နေ့မှာဝါဘိုအသင်းကို3ဂိုးဂိုးမရှိနဲ့အနားရရှိခဲ့တဲ့ပွဲမှာပင်နယ်ဒီကနေမန်ချက်စတာနဲ့တယောက်အသင်းအတွက်ပထမဆုံးသောဂိုးသွင်းယူပေးနိုင်ခဲ့ပါလိမ့်ပထမဆုံးဂိုးပန်နေမှုကတော့ဒီပွဲမှာပဲမေဆင်ဂရင်းဝူရဲ့ဂိုးအတွက်လည်းသူကဖန်တီပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်မယ်။ရိုနိုဖရန်နက်စ်ရောက်ရှိပြီးတလောက်တော်မပြေသေးခင်မှာပဲ2020ဖေဖော်ဝါရီလရဲ့ လာလလာရဲ့တလတာအကောင်းဆုံးဇာမစုကိုရရှိခဲ့ပါတယ်။ဒါမန်ချက်စတာနဲ့တဲ့ဇာမတစ်ယောက်အတွက်ဒီစုကို2019ဇန်နဝါရီအီဘရာဟီမိုဗစ်နောက်ပိုင်းပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါဆိုင်နယ်လာတော့မသိဘရူနိုခရနက်စ်အင်ရတဲ့ဇာမဘွားအစပိုင်းဟာကိုဗစ် -19 ရောဂါကြောင့်ပရီးမီယာလိကိုမန်လာကနေဇွန်လအထိရန်နာခဲ့ရတဲ့အချိန်ကာလနဲ့တက်ဆိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ပြန်ဝင်ပြန်လဲစောင့်နေတဲ့အချိန်မှာတော့ဘရူနိုဟာပိုပြီးတော့တောက်ပလာခဲ့ပါတယ်။ ဩဂတ်စတာမှာမန်ချက်စတာစီးရီးယားသင်းကိုနှစ်ဂိုးဂိုးမရှိတဲ့အနားရရှိတဲ့ဒါဘီပွဲစဉ်မှာလေသူ့ရဲ့ဖန်နေမှုစွမ်းရည်ကိုပြသနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ပြန်ဝင်ပြန်စားပြီးနောက်ပိုင်းမှာဘရူနိုရဲ့ခြေစွမ်းဟာပိုပြီးတော့ထက်မြက်လာခဲ့တယ်လို့ဆိုရမှာတော့ဖြစ်ပါလိမ့်။အဲဒီအချိန်ကဘရူနိုဖန်နန်ဒက်စ်မရောက်ခင်တုန်းကပရီးမီးယားလိမှာစင်ကားနေရာမှာရက်တီနိုင်တဲ့မိုင်နော်တယောက်တင်းကရာသီကိုမှစင်သုံးနေရာအထိတက်လက်နိုင်ခဲ့ပြီးချမ်လီဝင်းဝင်လည်းရောက်ယူနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ယူဘလီမှာလည်းဆီမီဖန်နန်ဒီတက်ရောက်နိုင်ခဲ့ပြီး သူရဲ့အသင်းရောင်း Sprintless ပွဲအသင်းကိုနိုင်ရောင်းရှိတဲ့ပွဲစဉ်မှာကိုသွင်းယူနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ယူဘောလီမောက်ဆူပေါင်းရှိကိုသွင်းယူနိုင်ပြီးထိတ်တန်ကိုသွင်းရှင်တယောက်အဖြစ်ယက်တီနိုင်ခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။သူရဲ့ထူးခြားတဲ့ခြေစွမ်းတွေကြောင့် Manchester United ရဲ့အသင်းရဲ့တရားသီးတော်အကောင်းဆုံးဇာမဆုဖြစ်တဲ့ Samuel Basby Player of the Year ဆုကိုရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။တော်ဒီရည်လိုမစားရပဲရာဒီဝက်ပဲကစားခွင့်ရရှိတဲ့ကစားမတယောက်အတွက်ထူးခြားတဲ့အောင်မြင်မှုတစ်ခုလို့ဆိုရမှာလည်းပဲဖြစ်ပါလိမ့် ဘရိုနိုဗာနက်စ်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဇာမာဘွားအစပိုင်းဟာအသင်းရဲ့ကွင်းလယ်ပိုင်းကိုအားကောင်းစေခဲ့ပြီးပရိသတ်တွေအတွက်မျှော်လင့်ချက်အသစ်တွေစောင့်ခြင်းပေးနိုင်ခဲ့တဲ့အထင်ကားတစ်ခုကိုတမိုင်းတွင်စေခဲ့တယ်လို့ဆိုအောင်မှာလည်းပဲဖြစ်ပါလိမ့်။သူရောက်ရှိတဲ့အချိန်ကစလို့အသင်းရဲ့ဇာဟနဲ့စစ်တပ်ပန်းဆိုင်ရာတည်တည်သားသားပြောင်းလဲမှုရှိကြတာလည်းပဲဖြစ်ပါလိမ့်။အသင်းကောင်းဆောင်ပြီးပြီးသူ့ရဲ့အသွေးသားထဲမှာမန်ချက်စတာသွေးတွေစီစဉ်နေတဲ့ဆိုတာကိုလည်းတတ်တဲ့ပြသသူတယောက်လို့ဆိုအောင်မှာလည်းပဲဖြစ်ပါလိမ့်။ ဇော်လီလီရဲ့ထိတ်တဲအသင်းအသင်းဖြစ်တဲ့အိလီယအသင်းကသူ့ကိုမန်လောက်စီအောင်ငွေကြေးတွေနဲ့ကန့်လန့်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘလောက်တောင်မှတော့ဆိုရင်တပတ်လောက်ကလာစားပေါင်9သိန်းနဲ့တနေ့ကိုပေါင်သန်း200တန်းစာကြုံးနဲ့သူ့ကိုကန့်လန့်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။သူကတော့ဒီကန့်လန့်မှုတွေကိုငင်းပယ်သွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။နောက်ဆုံးသူပြောဆိုသွားတာကတော့သူ့ရဲ့အမြင့်ဆုံးအသက်အရွယ်ပန်းချာရောက်ရှိနေတဲ့အချိန်မှာအမြင့်ဆုံးအဆင့်မှာဆက်လက်စားခြင်းပြီးတော့အဓိကပြိုင်ပွဲတွေမှာပါဝင်ကစားခြင်းပြီးစုပ်လောက်တွေလည်းရယူခြင်းနဲ့ ဇူလတွေလည်းရယူနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း Bruno Fernandes ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါတော့ Bruno Fernandes ရဲ့ဘဝအကြောင်းတစီစောင်းကိုကျွန်တော်ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။နောက်တဲ့ပဲဇာမောင်ရဲ့အကြောင်းကိုထပ်ပြီးတော့ပြောပြစေချင်တဲ့ဆိုတာကိုပရိသတ်တွေအနေနဲ့ကျွန်တော်ကိုကောမန်လေးမှန်ပြီးတော့ပြောဆိုပေးခဲ့ကြပါအောင်နော်။ကျေးဇူးတင်ပါတယ်။ပရိသတ်များလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ။